င်္ဂလာပါရှင်။မြမ Audio Book Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုလေးကတော့ကျောင်းစနီးသူ့မယားဆိုတဲ့အချက်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နေစဉ်ဇလန်တက်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ Channel လေးကို Like and Subscribe လေးလုပ်ထားပြီးဘေးကခေါလုံးလေးကိုလည်းနှိပ်ထားပေးပါအောင်ရှင်။ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြရအောင်။လာကွေညာတကောင်ရန်ပဝင်းချင်းတစ်ခွင်လုံးက ဘိမ့်ပိတ်အောင်မှောင်မဲနေသည်။ဆောင်းအကိုနွေကိုမို့လေယူကလေးတတောင်တောင်တိုက်ခတ်နေသည်။တကီးကီးနဲ့ငှက်ဆိုးထိုးတဲ့ကြောင့်တင်ပင်များပေါ်မှအိတ်တန်းတန်းငှက်တို့ဤအလန့်တကြားအော်မီပြိုစင်းတံများကစူညံသွားကတခဏအကြာပြန်လဲတိတ်ဆိတ်သွားသည်။ဒစီစီအော်မီနေသောညာပိုးမွားကောင်လေးများ၏အတန်များမှပြင်းဤညီငွေဝဲရာစီစဉ်ထားသည့်အတိုင်း သူစတင်လှုပ်ရှားလိုက်သည်အဝေးဘီရိုထဲမှအသင့်ပြင်ထားသောတစုံတရာကိုယူပြီးခါးကြတဲ့ထိုးထဲကအပေါ်မှကောင်းကြီးတစ်ထည်ဝင်လိုက်သည်ထိုးနောက်စားကြည့်စပွဲပေါ်မှဖန်တော့ပြင်ဖိထားသောစာကိုဖတ်ကြည့်လိုက်ကဂျင်းနဲ့ပြုံးပြုံးလိုက်ပြီးထိုးစာကောက်ကိုပြီးဖန်တော့ပြင်ပြန်ဖိထားလိုက်သည်နောက်ဆုံးပိတ်အနေနဲ့သူစီစဉ်ထားသည့်တို့ကို ဟာကွက်မရှိအောင်ထပ်မံ၍စစ်ဆေးလိုက်သည်။အားလုံးပြည့်စုံသောအခါမှာ သူလှုပ်ဆောင်ရမယ့်အထက်အလုပ်ကိုလှုပ်ဆောင်ဖို့အတွက်လှေကားမှဖြည်းဖြည်းနဲ့မှန်မှန်လေးစင်ကြယ်လိုက်သည်။ဘုံတော်ကြီးဥဝိမလာ၏တောရကျောင်းမှာမျိုးနဲ့မနီရွာနဲ့မနီတွင် တိဆောက်ထားသော သူအိမ်နှင်းတော်ဝီလာသည်ဟုအဆိုသားပြီးသူမိဘများမကွဲလွန်ကလေးက ဖုံးတော်ကြီးနှင့်ဆရာကြီးတကားကြီးများဖြစ်ခဲ့ကြသည်သူလက်ထက်သို့ရောက်လာသောအခါတွင်ဝိနည်းနှင့်ညီသောဖုံးတော်ကြီးအားကြီးညိုလေးစားကလုံအပ်သမျှမပြတ်တမ်းလှူဒန်းခဲ့ပါသည်ဖုံးတော်ကြီးကလည်းသူအားတန်ဖိုးရှိသောစုံမဩဝါဒများကိုစေတနာထက်တန်စွာဖြင့်ဟောပြောညွှန်ပြစမြဲပြီးဘုန်းကြီးကျောင်းသို့ရောက်သောအခါဆရာတော်ကိုဦးချကြတော်၍ သူအသင်ယူလာသောစာအိတ်တအိတ်ကိုကတ်လှူလိုက်လေသည်ဒီစာအိတ်ကိုမနှက်ဖမ်းမှသာဖွင့်ချီတော်မူပါဖះဟုလေရှောက်ထားလိုက်လေသည်သူရှောက်ထားသောစကားကြောင့်ဖုံးကြီးမှအာအာတင်ရတော်လေခမ်းမစိတ်ပင်နေတော်မူလေသည်တကားကြီးကျမ်းမာရောကောင်းရင်လားဒီလိုပါပဲဖះခန္ဓာရှိရင်ဝေဒနာကရှိစမြဲပေါ်တကားရင်တကားလိုလူမှုရေး ဘာသာရေးလှူဒန်းရေးတွေမပြတ်တမ်းဆောင်ရွက်နေတဲ့ပုံကဟာအသက်ရှင်မှာပါတင်မဖျားဘုန်းကြီးကတော့တကားကိုချီးကျူးမိတယ်တကားဟာငွေချီးအလှူကိုသာမက လူတကားပြုနိုင်ခဲ့တဲ့အလှူကိုပါလှူနိုင်ခဲ့တဲ့ပုံကပါဒါနဲ့တကမာလေးရောနေကောင်းရဲ့လားကောင်းပါ रे ဗျာထို့နောက်ဘုန်းကြီးကသူ့အားတရားတစ်ပုဒ်ကို ဟောပြောချင်ပြပေသည်တရားဆုံးမှာ အဲ့ဒါပဲတကားရဲ့ပြူသူအစ်စ်ဖြစ်သူအဟောင်းဆိုတာဘဝဘဝရရဲ့ကန့်အချိုးပေးတွေကလူတွေရဲ့နောက်ကို အရေးလိုထက်ဆက်မကွာလိုက်နေတာလေအဲ့ဒါကိုမသိပဲငါကသူကဒီလိုလုပ်ရင်သူ့ကိုငါကဟိုလိုပြန်လုပ်မယ်ဆိုမှဖြင့်အာကိုတော့ငရဲဝမှာ အဖန်တလေးလေးနဲ့ခံနေရကြအောင်မှာကွယ်မှန်လားပါဗျာဘုံကြီးเจ้าမအပြန်လမ်းတစ်လျှောက်လုံးတွင်သူဤအတွေးများက လွန်ခဲ့သော အတိတ်စီတို့တရရဲ့ဝိလေမျောပါနေလို့သည် သူဤမိဘများသည် ရှမ်းပြည်နှင့်အစွန်အဖျားတောင်ကြားဒေသဇွန်နာရွာတွင်တည်တည်ဆံများကို ပိုင်ဆိုင်လောက်ကင်ကြပြီးသူလည်းတဝူရတော်သာဖြစ်ပါလေသူကတော့ငယ်စဉ်ကလေးကပင်မန္တလေးမြို့သို့ပို့ကာကျောင်းအိမ်ကျောင်းစားထားပြီးပညာသင်ယူစေခဲ့သည်သူသည်တစ်နှစ်တခါကျောင်းပင်ရရှိရာမှမိဘများထံသို့အလှည့်ပြန်ဝင်ရသည် ဤသို့နှင့်နှစ်ကာလများကြာလာခဲ့သောအခါသူပွဲရခဲ့လေသည်ထို့နောက်သူသည် လွမ်းမောခဲ့ရသောမိဘများရှိရာမွေးရမည်ကို ပြန်လာခဲ့တော်သည်မိဘနှစ်ပါးကိုအနားယူစေ၍တတိဆန်စီဝါရေးလုပ်ငန်းကိုဦးစီးကအလုံသမားများနှင့်ပြီးလုပ်ကိုင်းခဲ့သည်မိဘတို့သည်လည်းစီဝါရေးကိစ္စအလုံးကိုတုတ်ထန်သို့လွှဲအပ်ကာဖျားတရားအလုပ်ကို စိတ်အေးချမ်းသာစွာနှင့်လုပ်နေလေတော်သည် လူကြတန်းကြသည်၂၂တိုင်မြမပြီနှံ့တွင်ဖျားဖူးထွက်ကြလေသည်ထို့သို့နေလာခဲ့ရာတနှစ်သားတွင်ဖျားဖူးကတိမ့်မောက်၍မိဘနှစ်ပါးကကွယ်လွန်ခဲ့ရသည်သူရင်းဆွေမျိုးသားချင်းနေပါ၍ထိုဆွေမျိုးတို့ကလည်းမိဘနိုင်ငံတွင် အခြေချနေထိုင်ကြသည်မို့မိဘများမရှိတော့တဲ့အခါမှာသူတယောက်တည်းပင်ဖြစ်ခဲ့ရသည်တည်တည်ချာလုပ်ငန်းကိုစိတ်နှိပ်၍ အလုံတမားများနဲ့တပြောတပါလောက်ကိုင်လာခဲ့ရမှာအခုအခါရင်တော့သူ့အသက်ပင်90ဆွန်းစားပြုနေပြီသူကိုချပြုတ်ကျွေးမွေးရန်နဲ့အနီးကန်ဆောင်ရှောင်ရန်အတွက် အလုံတမားများတွေမှ သူ့အပေါ်ကျုံးနုံရိုးသေးသောမိဘမေတကောက်ကျွတ်ဖြစ်သူစိုင်းနှုတ်ဟူသော လူရွယ်ကိုသူ့နာကိုခေါ်ထားရသည်ထို့သောနီလာခဲ့ရမှာထူးဆန်းသောနေ့တနေ့တွင် အနည်း90လုံးလုံးအိမ်မောကျနေသည့်သူ၏အသေးနှလုံးတို့ကို စွဲကင်လှုံရန်ပစ်ခဲ့သော အချင်းဆိုသည့်အရာကိုတတိဆန်အလုတ်သမလေးမမြလေးထံတွင် တွေ့ရှိခဲ့ရသည်မြင်းမြင်းချင်းချစ်မြတ်နိုးခဲ့ရပြီမို့မမြလေးအကြောင်းကို သူစုံစမ်းရတော်သည်မိဘများမရှိကြတော့ပေအတော်ဝမ်းခွဲမိသားစုနှင့်စင်းရဲညုံညင်းပင်ပန်းစွာကဲ့ရဲ့နေရသောမမြလေးဘဝကို သူသိရှိရသောအခါမှာပို၍ပင်တနာမိရတော်သည်ထို့ကြောင့်အချိန်မစွဲတော့ပဲရွှမ်းမိရွာဖလူကြီးများအားမမြလေး၏အတော်ဝန်ခွဲစီသို့နားဖောက်ကြောင်းလန်းစီပြီးမမြလေးကို သူ့လက်ထပ်ပေါင်းတင်ခဲ့သည်ကိုကြီးတို့မြလေးကကာယကံဝစီကံမနောကံနဲ့ပြင်ပါခဲ့တာရှိရင်ကတော့ဘီတောင်းပန်ပါလိမ့်ရှင်ခွင့်လွှတ်ပေးပါနော်ကိုကြီးလိမ္မာလိုက်တာများကလေးရဲ့ ညစဉ်အိမ်ယာဝင်ချိန်တိုင်းမှာချစ်မယားမြာကလေးကသူ့ကိုထိုးတော့ကြော့ပြီးမှအိမ်လေးရှိသည်ကိုနှလုံးပီတီခွမ်းစိတ်ထီးတကယ်တော့တူရင်နေရင်ညှနူရပေသည်ဟာဒီမှာကိုကြီးအကြိုက်စိတ်ကလေးစားဟင်းလေးကိုမြားလေးချက်ထားတယ်။အားရပါးရဆဆက်မှာကိုကြီးရဲ့ဒါကဟင်းရွက်ဆောင်ဟင်းကျုံဒါလေးကတရက်ချင်းတုံးလေးလေးငပိရေဖြောင်းနဲ့အတော့မြုပ်ဆုံဆုံလေးကိုလည်း ကိုကြီးကြိုက်တယ်မဟုတ်လားကိုကြီးကဘာဟင်းနေပဲဖြစ်ဖြစ်စားပါလေမြလေးရဲ့ကျုံမရလေးပင်ပန်းလိုက်တာကွာအိုးမြလေးစစ်တဲ့အကိုကြီးတို့ကိုတလောက်လေးလှုပ်ပေးရတာမပြင်းမှန်းပါဘူးပျော်ရောင်းပျော်သေးတယ်တနေ့တနေ့နေထွက်ကနေနေဝင်အထိကိုကြီးကိုချစ်နေရတာနေဒီအချိန်ကြီးဘလို့ကုံသွားမှမသိပါဘူးကိုကြီးရေပြောရလိုက်တာမြလေးရေလာပါဦး ချစ်စရာကောင်းအောင်ပြောတတ်တဲ့ပါဇက်လေးကိုဆုတ်ချခြင်းလို့သူသည်သူ့ဘဝ၏အိုရင်စင်လေးဖြစ်သောမယားအလိမာများကလေးကို တန်နိုင်လျင်အာဂရင်းနဲ့တင်ငုံထားခြင်းလောက်အောင်ချစ်မြတ်နူရပါသည်သူထက်အသက်ထဝန်းငယ်သောညာကလေးကိုဇနီးမယားတယောက်လိုသာမကနမတွေးလေးလိုပါကျင်းနာမိပါသည်ညာကလေးသည်သာသူ့ဘဝညာကလေးသည်သာသူ့ကဘာဖြစ်သည် ။နောက်မကြခင်မှာပဲသူနဲ့မြကလေးတို့ကြီးပေါက်ဖွားလာမယ်။ရင်းနှွေးလေးများသည်တက်တီးဆန်တွေတွင်ပြေးလွှားစွာကစားကြပြီးတော့မြည်ဟုတွင်ရင်သူ့ရင်တွင်နှလုံးသားတို့လှိုင်းလေပူနွေးခဲရသည်။ကိုကြီးကိုကြီးရေဘာရင်းများဒီလောက်တောင်စဉ်းစားနေလဲ။မြားလေးခေါ်နေရတော့မကြားဘူးလား။အော်ကိုင်းနဲ့မြားလေးတို့ရဲ့အနာဂတ်ကိုစဉ်းစားနေတာပါအဲ့ဒါဆိုမြားလေးကိုလည်းပြောပြ ြောပြရရင်တော့အရှိကြီးပါပဲများကလေးကိုကြီးကဒီနေ့ကနေနောက်နှစ်တရာအထိစဉ်းစားထားတာကွာညာလေးလည်းသိနေတာပေါ့ကိုကြီးရဲ့ကဲအဲ့ဒီလောက်သိနေနေစတိသဘောနဲ့နည်းနည်းပဲပြောပြမယ်ဟုတ်ညာလေးကိုကိုကြီးအတွက်တတမိမိလေးတွေဆက်ရောက်လောက်မွေးခိုင်းမယ်လို့စဉ်းစားနေတာဟာကိုကြီးကလည်းတကယ်ပြောနေရပါညာကလေးရဲ့အထီးကျန်းနေတဲ့ကိုကြီးဘွားလေးဟာ ညာလေးနဲ့တွေးမှစုပ်ပြေလန်းဆန်းလာရတာပါ။အဲဒါကြောင့်ကိုကြီးလေးတသမီးတွေအများကြီးနဲ့ထိုက်တိုင်ဝုန်းဝုန်းနေခြင်းနဲ့ဟော်ရီအင်ကြီးနဲ့တစ်သေးချန်နေတဲ့မှာကိုကြီးနဲ့ညာကလေးတို့ရဲ့တသမီးတွေပြေးလွှာဆော့ကစားရဲမောနေတာကိုမြင်ချင်းကြားချင်လာပြီကွယ်။ကိုကြီးကိုခလေးမြမြမွေးပေးတော့ညာလေး။တီယူညာလေးကိုလှုပ်ပေးပါဦး။စိတ်ဖလုတ်ပန်းတွေတားကောက်လာအောင်မင်းနော်။ သူနှစ်များကလေးတို့သည်တဦးနှင့်တဦးချစ်ခင်ကျင်းသာယူရ၍မဝနိုင်လောက်အောင်မင်းမိုးမမြင်လေးမမြင်နဲ့အချက်သမုတ်ရာကြီးထဲမှာလက်ပြေကူနေကြတော့သည်ဤသို့နှင့်သူတို့လင်မယားပျော်ရွှင်စွာပေါင်းသီးနေထိုင်လာခဲ့ကြသည်မှာအိမ်အောင်သက်သုံးနှစ်တို့ပင်ရောက်ခဲ့သည်အကြောင်းမတိုက်ဆိုင်စေသည်ပင်မျောလင့်နေမိသော ရှင်သွေးယတနာလည်းမရသေးပေထို့ပြင်သူရင်ယောက်ျားဆွမ်းအားတချို့ ချုံရင်းနေတော်ဝေဒနာကိုခံစားခဲ့ရသည်အကောင်းဆုံးတမားတော်များနှင့်ကုသခဲ့ပါတော်လဲအကြောင်းမထူတော်၍သူ့လက်လျှော်လိုက်ရသည်ကံကြမ္မာကသူ့အားရက်ဆက်ခဲ့ပေပြီတပိမ့်ပိမ့်တလင်းလင်းနှင့်ပင်စိတ်ဆင်းရဲခြင်းတောကများစွာနှင့်ဖြည်စည်းနေတော်သူသည်သူတို့၏အိမ်တော်သက်၅နှစ်မြောက်သောနေတွင်ယက်တိပြတ်ဆုံးဖြတ်ချက်ချလိုက်တော်သည် ငယ်ရွယ်နှုပြောကစုဖြိုးတက်ကြွလှပနေသော သူမယားကလေးအားသူဘက်ကအင်းနောက်ရီတာယာမှုကိုမပေးစွမ်းနိုင်တော့ပြီဇရာအရွယ်ရောဂါသည်ဖြစ်သူ သူ့အနာတို့ထားက၆တွဲပြီးတာယာမှုကင်းမဲ့သောဘဝကိုမယားကလေးအားမပေးရနိုင်မသူမယားကိုတကယ်ချစ်ရင်သူဆော့လော့ပေးရမည်သာဒါမှသာတရားနိလန်ကြပေမည်မယားကလေး၏ဘဝရှိရေးအစဉ်ပြေချောမွေစေရန် အကောင်းဆုံးဆောင်ရွက်ပေးရမည်မှာသူတာဝန်မင်းဖြစ်ပေသည် သူအသေးနှလုံးကို သူကိုယ်တိုင်းနင်းချေ၍စီစဉ်တစ်ခုကိုအကောင်ထည်ပေါ်လိုက်တော်သည်သူတပည့်ကျော်ဆိုင်းနော်နှင့်ညလေးတို့ကိုသူကိုယ်တိုင်းပေးစားခဲ့သည် သူမျက်စိအောက်တွင်မင်းညကလေးကိုစိတ်ချလက်ချထားခြင်းသဖြင့်အင်ဂျီအပေါ်ရက်တွင် သူနေပြီးတော့အိမ်အောက်ထက်တွင်ဆိုင်းနော်နှင့်ညကလေးတို့လင်မယားကို နေထိုင်ကြရန်စီစဉ်ပေးလိုက်သည် င်တော်သည့်အချိန်တစ်ခုတွင်သူတို့လင်မယားအတွက် သူပိုင်ဆိုင်သည့်အဥ္စာပစ္စည်းတစ်ချို့ကိုခွဲဝေပေးဖို့ပင်သူစဉ်းစားထားပါသည်။ဆိုင်းတို့နှင့်မမြလေးတို့ဇနီးမောင်နှံသည်သူ့အပေါ်တွင်ကျိုးနုံယွန်းသေးကြကတက်ဆွမ်းသမျှကို ပြုစုလောက်ကင်ပေးကြပြီးသူမှစိတ်ချမ်းသာခဲ့ရပါသည်။သွေးသားရင်ချာဆွေမျိုးမရှိသည့်တကိုယ်ရဲသမမို့သူတို့လင်မယားသည်သာ အရင်နေရာဆုံး အယုံကြည်ရဆုံးမိသားစုဝင်တွေဖြစ်ပေတော့သည်ဤသို့နှင့်နေရည်များစွာကုံတော်လာခဲ့ပြီးသူစိတ်တွင်အေးဆန်းလာရသော အချိန်တို့ရောက်လာကမှပင် အမျိုးအမည်မဖော်တတ်သော ဝေဒနာတစ်ခုကို သူခံစားခဲ့ရသည် အခုတလောသူမှနေရင်ထိုင်ရင်နေမည်မောချေရီလက်တွေနဲ့လေးလံပြီး အစာအသောက်ပါပြန်လာခဲ့သည်ဆရာဝန်နှင့်ပြသခဲ့တော်လဲအသက်အရွယ်ကြောင့်အားနေခြင်းသာဖြစ်သည် တခြားထွေထွေထူးထူးယောဂါမရှိဟုသာအပြေရခဲ့ပါသည်စိတ်တကြနေသော သူအားမမြလေးတို့လင်မယားကအစွမ်းကုန်ဂယုဆိုင်ပြုစုခဲ့ကြသည် သူအတွက်နဲ့အေးအေးပြတ်အစားပြတ်ခံကစိတ်ရှိလက်ရှိပြုစုပေးသာသောမမြလေးနှင့်ဆိုင်နှုတ်တော်လင်မယားကို သူကျေးဇူးတင်ကတာတို့အချင်းချင်းခေါ်ခဲ့ရသည်ယနေ့ညမှမိတော့ဖြစ်မိမသိသူမျက်လုံးတို့ကြောင်းဤက အိပ်၍မပြောဖြစ်နေရသည်အိပ်ပြောစရန်ပြားရည်နှင့်ရင်နွေးပူပူလေးဖြောတောက်မှဖြစ်တော်မူအိမ်အောက်ထပ်ထမင်းစားကန်နေသောသူဝင်သွားလိုက်တယ်ကရက်အခန်းမှာမမြလေးနှင့်ဆိုင်းလွတ်တော်လူမယာသူတို့နေတဲ့အခန်းဖြစ်တယ်သူကိုပြုစုရ၍ပင်ပန်းနေကြသောသူတို့လူမယာကို သူကြောင့်အေးရေမပြတ်စေခြင်းသည့်စေတနာဖြင့်ခြေလန်းဖောဖွာနေကကျောင်းဝင်းပေါ်မှပြားရည်ပူကိုယူငံအလံတွင် မမလေးတို့၏အခန်းထဲမှခအုံအုံစကားသံကိုကြားလိုက်ရလေသည်သူစိတ်ထဲတွင်မတုံမတန့်ခံစားရ၍အခန်းနံရံကိုကတ်ကြည့်ကမိမငါတို့အကျံအစင်ပြေတယ်မဟုတ်လားရှားကြားမြင်တဲ့အတိုင်းပဲအဖိုးကြီးကရရဲပဲကြံတော့နေလေပြပြရီတော့ရှိပါစေကွာအိုးနေတိုင်းသူစားမယ်ထမင်းနဲ့ဟင်းနဲ့ရောရင်တွေးတပူးတွေကိုလည်းအဲ့ဒီအမှုန်တွေခတ်ထားတာပဲ ဟိုးကြီးကနည်းနည်းမှမရိပ်မိပါဘူးရှင်။ဒါနဲ့ယောက်ျားရေအဲ့ဒီအမှုန်ကြီးကဘာမှုန်နေလဲ။ပိုးတက်စေးမှုန်ပါကွာ။မင်းတို့ကိုထမင်းကျွေးတဲ့ခါလိုက်တနေ့ကိုနည်းနည်းချင်းခတ်ခိုင်းတာကအဖိုးကြီးတပြည့်ပြည့်နဲ့လုံးမပပြီးတေးအောင်လို့ပေါ့ကွာ။အဲ့ဒါမှလူတွေအမြင်မှလဲနားလာရှည်ယောဂာနဲ့တေးတာလို့ထင်မှာပေါ့။ပြောမပြောချင်ပါဘူးယောက်ျားရေ။မနက်ကလည်းမောလို့လာတွဲပါအောင်နေလေ။ သွားတွဲရသေးတယ်သိလားတေကနီးမှာရိတ်ခါယူနေတဲ့အဖိုးကြီးပါတော်စိတ်ရှည်ပါကွာငါတို့လင်မယာရွှေပုံပေါ်ကိုဆန်းရဖို့နီးနေပါပြီမိမကြီးကြားလိုက်ရတော့စကားလိုကြောင့်သူ့ခေါင်းထဲတွင်မိုက်ခနဲဖြစ်ကာလက်သေးကိုကြစ်ကြစ်ပေါင်းဆုပ်ကိုင်၍အန်ကိုတင်းတင်းကျိတ်ထားမိသည်သူခံစားနေရသောဝေဒနာမှာထင်းတို့ရဲ့လက်ချက်ဖြစ်မှန်းကိုသိလိုက်ရ၍ဒေါသစိတ်ကြောင့် အသားများတဆတ်ဆတ်တုံလာခဲ့သည်သူတို့ရှိရာသို့ချက်ချင်းပြေးသွားပြီး တခုခုလုံရန်တူချန်လိုက်သည်တို့ရရင် သူစီစဉ်စရာရှိတာစီစဉ်ရအောင်မဲမို့သူစိတ်ကိုတည်ငြိမ်အောင်ထင်း၍အပေါ်ရက်သို့အသားအရာပြန်တက်ခဲ့သည် အထိတ်စီသို့အတွင်းလုံနေမိသောသူသည်သူအိမ်ကိုလှမ်းမြင်နေရသောနေရာသို့ရောက်ကမှပင်သတိပြောင်းဝင်လာခဲ့ပြီးအတွင်းစကိုဖြတ်လိုက်လျာသည်ထို့နောက် မွေဝေးကပိုက်ပိုက်မိခဲ့သော သူ့အဖြစ်ကိုသူရဲ့ခြင်းလာ၍အတန်နှကြီးဖြင့်အားရပါရအော်ဟစ်ရေမော်လိုက်တော်သည်လေကားမှတထစ်ချင်းတလန်းချင်းဆင်းခဲ့ပြီးဆိုင်းနှုံနှင့်မမများလေးတို့အိတ်ခမ်းတကားကို သူတွန်းဖွင့်လိုက်သည်စိတ်ထားသောတကားကအလွယ်တကူနှင့်ပွင့်သွားခဲ့သည်အိတ်နေကြသောလင်မယားနှစ်ယောက်မှလန့်နိုးလာပြီးညနေတကောင်အချိန်ကြီးတွင် မလာစမှုအလားထူးသောသူကို အံအားသင့်သောအချိများဖြင့်ကြီးကအဲ့ရထဲမှာကပိုကယိုထားခဲ့ကြသည်ဆရာကြီးဘာခိုင်းတယ်လို့လဲနှစ်ယောက်လုံးကိုသူအေးဆက်ဆက် ပြုံးပြလိုက်ပြီးမင်းတို့လေးများကို ခရီးသွားခိုင်းမလို့ကွာဘယ်ဟူသွားမှာလဲဆရာကြီးငရဲပြီကိုသူခါးစားထဲမှာတနတ်ကိုဆွဲထုတ်ပြီး သူတို့ကိုချိန်ရွယ်လိုက်သည်မင်းညမင်းတို့ပြောတဲ့စကားတွေအကုန်လုံးငါကြားပြီးပြီး ယေရှုရှင်ကမှကျင်းဆွတဲ့လူယုံမှလင်းမယား။ဂိုင်ပထမဦးဆုံးကြည်တောင်းကအချောင်းလုံးကစက်တဲ့တင်နေသောဆိုင်းတို့ရဲ့ရင်ဝါတို့ဒုတိယကြည်တောင်းကသူ့ကိုလက်အုပ်ချ၍မတတ်ရန်တောင်းပန်နေသော မမြလေး၏ညစ်ထင်းနေသောနှလုံးသားထွက်တဲ့စီတို့ပြင်းထန်ပောက်ကွဲသောအတန်ကြီးနှစ်ချက်ဖြင့်ချမ်းမြေပေါ်သို့လဲကျသွားသောသူတို့၏မျက်လုံးများမှာထိတ်လန့်ပြူးကျဝိုင်းဆက်လျက် တွေးရိုက်နေတွင်သူတို့၏ခန္ဓာကိုယ်များလူးလွနေကြကတခဏအကြာတွင်ငြိမ်သက်သွားကြတော့သည်သူတို့၏တည်ဆောင်းခြင်းကိုအတိပြုလိုက်ပြီးအနိရှိကလထိုင်း၌သူခိတအမောဖြေလိုက်သည်တနက်ကင်ထားသောသူ၏လက်မှာအပေါ်သို့မြောက်တက်လာပြီးတတိယကြီးတောင်ကိုသူ၏နှထင်းတည်တည်သူပိမ့်ပိမ့်မဲမောင်နေသောလကွယ်ညာသကောင်းရံအချိန်တွင် ဇဲလောင်စွာမြည်ဟီးလာသောပောက်ကွဲသံသုံးချက်မှစိန်ကဲ၍အိမ်မဲကြီးစီမှထွက်ပေါ်လာသည်။နောက်နေ့မနက်တွင်ဖုံးတော်ကြီးအိုးဝိမာလာက ကပိယာကြီးကိုဆေးလှုပ်၍တည်င်းပြီးအကြောင်းကြားခိုင်းသောကြောင့်မြို့ပေါ်မှသက်ဆိုင်ရာအဖွဲများသည် အိမ်မဲကြီးစီသို့ရောက်လာစစ်ဆေးကြတော်သည်။အိမ်ရောက်ထက်အခန်းထောင်တွင်ရှင်ဝါမှကိုစီဒံယာနှင့်လေးကြတည်ဆုံးနေသော အသက်30ဝန်းကျင်ခန့်အမျိုးသား အမျိုးသမီးနှစ်ဦးနှင့်ခလန်လန်းမှကလထိုင်ပေါ်တွင်ထိုင်ရက်အနေထားဖြင့်လက်ထင်ဖောင်းဝင်တရားနှင့်တင်ဆောင်နေသောအသက်50ကျော်ခန့်လူကြီးတအူတို့ကိုသွေးပြက်ဖွေရမြင်လိုက်ရလီတော်သည်အပေါ်တက်စာကြည့်စပွဲပေါ်မှဖန်တော်မြင့်ဖိထားသောစာတစ်စောင်ကိုဖုံတော်ကြီးဦးဝီမာလာကိုကတ်လူခဲ့သောစာဤထဲမှစာတို့ကိုပုံကိုတအူးကအတန်ထွက်၍ဤတော့ဖတ်လိုက်တော်သည် ဖုံးတော်စီဦးဝီမာလာထံသို့တပည့်တော်ပိုင်းဆိုင်သောတည်တင်းချံများနှင့်နေအိမ်ကြီးအားဖုံဖုံအားလှူဒန်းခဲ့ပါသည်ဗုဒ္ဓသာသနာပြန့်ပွားထွန်းကားရေးအတွက် ဖုံဖုံတင့်တော်သလိုစီမံပါဖျားနောက်စားတဆောင်ကတော့ခွေးထံမိုက်တော်လူယုံမလင်းမယားအားတည်တန်းအပြည့်ပေးလိုက်သည်ရှုပ်ထွေးပွေလီလာသော လောကကြီးတွင်မနေလိုတော်သောစနုပ်သည်လဲကုတ်ကုတ်ကိုဆူဆိုင်လှုပ်လိုက်ရပါသော